အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်တရင်ချာနေရဲ့ရပိလာကိုင်းနေရီဒူဆက်ဆောင်တက်ဆက်ပြရောမှာဖြစ်ပါရယ်။နမမြို့မှာအိမ်သုံးဆေးဝါးရေးစင်မြင့်တက်နေစေဖြစ်ပြီးလုံလောက်မှုလည်းမရှိဘူးလို့ဒေတာခန်တွေထံအကြေရပါရယ်။ကျွန်တော်မြို့မှာတကြံပွဲကျင်းပဖို့ဆောင်းလုံနေတဲ့တကြံမန်တက်ကိုပြန်လည်ဖြတ်သိမ်းနေပါရယ်။ထောင်ထဲချီရဲမိုဘိုင်းဆက်သွယ်ရေးစခန်းတွေငလင်ချောင်းပြည့်စည်ခဲ့ရတယ်လို့စေကောင်းစီအားထုတ်ပြန်ပါရယ်။စားတဲ့တဲ့တွေနဲ့အတူရွေးခုပ်ွယ်တဲ့တဲ့နဲ့တက်ွယ်တဲ့တဲ့တွေကိုလည်းတက်ဆက်ပြီးတော့မှာပါ။ကျမတို့စီစဉ်တက်ဆက်သူမိုင်းကြီးဖြစ်ပါရယ်။ လမဆတ်တူရေခေခေရီချောင်းဘူတာဝခန်းနုံမှုမြို့မှာအိမ်သုံးဆေးဝါးရီဆေးမြင့်တက်နေစေဖြစ်ပြီးလုံလောက်မှုလည်းမရှိဘူးလို့ဒေသခံတွေထံကြားသိရပါတယ်ထရိုဆာကတင်ဆက်ပေးမှာပါဒေသတွင်ဆေးဝါးလုံလောက်မှုမရှိသလိုဆေးရီကိုလည်းဈေးကြီးပေးဝေရတယ်လို့နုံမှုဒေသခံတူကပြည်နာတဲ့ပြင်ချာနေကိုပြောပါတယ်ဆေးဝါးလေးလုံလောက်မှုတော့မရှိဘူးပေါ့နောက်ပြီးတော့ဆေးတကန်တိတိလေးတကန်ကိုတုံးဆောင်တုံးဆောင် တချို့ဆေးဝါးရတော့အဆင်ပြေတာရှိတယ်အကုန်လုံးကမပြီးဘူးလက်ရှိနောင်မွန်ပြည်သူဆေးရုံမှာဆရာဝန်တို့ပြန်လည်ရောက်ရှိလာပြီဖြစ်ပေမဲ့ဆေးရုံမှာတော့ဆေးဝါးပြည်စုံလုံလောက်မှုမရှိသေးဘူးလို့လည်းသိရပါတယ်နောင်မွန်ကဒေသခံတွေက ကလေးမိပွားတာနဲ့တချို့ဂျမကြီးကိစ္စရီအပြည့်ကလေးကာကွယ်ဆေးဒေါနန္တာတွေကိုဘူတာအောင်မျိုးဘက်သွားရောက်ပြီးတော့ကုသဆောင်ရွက်ရတာဖြစ်တယ်လို့လည်းသိရပါတယ်။ဒါအပြင်နောက်မှမှာအခြေခံစားသောက်ကုန်တွေနဲ့ဆက်သုံးစီစဉ်နှုန်းတွေလည်းကျဆင်းသွားတာမရှိဘူးလို့ဒေတာခန်တွေကပြောပါတယ်။သက်စီတပလင်းတက်တဲ့တောင်ဒီဇယ်တကားလန်း၁6000ရှိနေပြီးသက်စီတပလင်းတောင်ကျဒီဇယ်တကားလန်း၁6000ရှိနေစေဖြစ်ပြီးပိုးပြီးစင်မြင့်တက်ဖို့ရှိကြောင်းသိရတယ်လို့လည်းဒေတာခန်တွေကဆိုပါတယ်။ပြီးခဲ့တဲ့နှစ်တိုက်ပွဲအခြေ ခြင်းနေကြောင့်လမ်းတွေပြုတ်ပြီးဘူတာအိုဒေတာဘက်ကုန်ပြည့်စီပြက်လက်တာနဲ့ဈေးမြင့်တက်သွားကြတဲ့ကဘူတာအိုကသင်းပြန်လေတွေယူရတဲ့နောက်မွန်ဒေတာဘက်မှာလည်းကုန်ပြည့်စီပြက်လက်တာတွေကြုံခဲ့ရတာဖြစ်ပါတယ်ဖီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းအကြောင်းအရာတွေကိုပေးဖို့ခြံနေဆိုရင်တော့မြစ်နာသတင်းချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်09956 333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ် ထောင်နဲ့ချီရဲမိုဘိုင်းဆက်သွယ်ရေးစခန်းတွေငလင်းကြောင်ပြစီခဲ့ရတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။စစ်ဆိုင်ကတည်ဆက်ပေးမှာပါ။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငရင်ကြောင်မြန်မာနိုင်ငံကမိုဘိုင်းဆက်သွယ်ရေးစခန်းစုစုပေါင်း6930ပြစီခဲ့တယ်လို့စစ်ကောင်စီထုတ်မြန်မာအလင်းသတင်းစာမှာဒီကနေ့ဖော်ပြထားပါတယ်။အဲ့ဒီထက်ကစခန်းပေါင်း6000လောက်ကတော့ပြန်ကောင်းမွန်လာပြီးပြင်ဆင်ဖို့အတွက်တော့စခန်း900ကျော်ကျန်သေးတယ်လို့သိရပါတယ်။ဧပြီလ6ရက်နေ့အထိစရင်အရာတော့ MPD စခန်း62ခု အတမ်စခန်239ခု Oridus Khan 164ခုနဲ့ Mythos Khan 268ခုဖြစ်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ငရင်လောက်တဲ့ဒေတာတွေအပါအဝင်တိုင်းနယ်ပြည်နယ်7ခုမှာမိုဘိုင်းဆက်သွယ်ရေးစခန်26000ကျော်ရှိတယ်လို့သိရပါတယ်။ငရင်လောက်ပြီးချိန်မှာတော့ internet တွေဖုန်းလိုင်းတွေပါပြတ်တောက်ခဲ့တာဖြစ်ပြီးလက်ရှိအချိန်မှာလည်းတချို့ဖုန်းခေါ်ဆောင်မှုတွေဟာအပြည့်အဝကောင်းမွန်မှုမရှိသေးပါဘူး။ဒါအပြင်စစ်ကောင်စီထိန်းချုပ်ထားတဲ့ဝန်ကြီးဌာနတချို့ရဲ့ website တွေဟာလည်း အခုချိန်ထိပြန်ကောင်းမှုမရှိသေးပါဘူးစစ်ကောင်စီထိန်းချုပ်ဒေတာတွေမှာငရင်ကြောင့်အဲ့ဒီလိုအင်တာနက်ပြတ်တောက်မှုနဲ့ဖုန်းလိုင်းပြတ်တောက်မှုတွေဖြစ်နေတယ်လို့တိုက်ပွဲဖြစ်နေတဲ့နေမြေတွေမှာလည်းစစ်ကောင်စီကဖုန်းလိုင်းအင်တာနက်လိုင်းတွေဖြတ်တောက်နေပါတယ်ဒါအပြင်တော်လိုင်းရင်အင်အားစုတွေကနေမြေတွေကိုတိမ့်ပိုက်ပြီးတဲ့နောက်မှာလည်းစစ်ကောင်စီတည်င်းပေးတွေနဲ့လေကြောင်းရန်ကြောင့်ပြည်သူတွေအင်တာနက်အသုံးပြုခွင့်ကိုတော်လိုင်းရင်အင်အားစုတို့ကကန့်သတ်မှုတွေလုပ်ထားပါတယ် မချနာမျိုးမှာတကြံပွဲချင်ပါဖို့အဆောက်လုံနေတဲ့တကြံမန်တပ်ကိုပြန်လည်ဖြတ်တိန်နေရလို့မချနာမျိုးကံတွေထမ်းရနေသေးရပါတယ်။နမမြတ်နေရာတင်ဆက်ပေးပါပါ။ မိချနာမျိုးအတွင်းလိုင်လံကြည့်ရှုတဲ့အချိန်ဖြုတ်သိမ်းနေခဲ့တာတွေတွေ့ရတယ်လို့မိချနာမျိုးကမျိုးသမီးသူကမိချနာတဲ့တင်ကြတယ်ကိုပြောပါတယ်မိချနာမျိုးကတကြမန်းတက်ကိုအမတ်ရှိအထက်တန်းကျောင်းရှိမှာဆောက်လုပ်ခဲ့တာဖြစ်ပြီးအမတ်ရှိအထက်တန်းကျောင်းရှိမှာဆောက်လုပ်နေခဲ့တာဖြစ်ပါတယ်စစ်ကောင်စီတပ်ကတနင်္ဂနွေလုံးစစ်ဘေးနဲ့ငလင်ဘေးတွေကြောင့်ဝန်းနေပူဆွေးနေတဲ့အချိန်တကြံပွဲချင်းပဖို့တကြမန်းတက်တွေကိုဆောက်လုပ်နေတဲ့အတွက်ပြည်သူလူထုရဲ့ဝေဖန်ထောက်ပြမှုတွေခံနေရတာဖြစ်ပါတယ် မင်းကျနာမျိုးခါနောက်ထပ်မျိုးသမီးတို့ကလည်းတကြမန်းတက်ကိုဖြစ်သိမ့်မယ်လို့ကြားရပြီးနောက်ပြီးခဲ့တဲ့ရက်ကဆောက်လုပ်နေတဲ့မန်တက်ရှိဖြစ်တဲ့အချိန်အလုံးလုံးနေတာတွေကိုမတွေ့ရတော့ဘူးလို့လည်းဆိုပါရယ်ချစ်ကောင်စီကတကြံပွဲပြုလို့ဖို့အတွက်ဆောက်လုပ်နေတဲ့ရန်ကုန်မြို့တော်ခမအညီမန်တက်ကိုလည်းဖြစ်သိမ့်နေခဲ့တယ်လို့သိရပါရယ် ပြီးခဲ့တဲ့ဧပြီလတရနေ့ကအစစ်ကောင်စီတပ်ကတနင်္ဂနွေလုံးငလင်ပေးကြောင်းဝနေ့ကြေကွေးနေတဲ့အတွက်မြမရိုးရတဲ့ကြံပွဲကိုအပြောပါတချင်းကခုမှုတွေနဲ့တချင်းဆိုအပြောအပါတီဆိုကခုမှုတွေမပါဘဲကျင်းပသွားမယ်လို့လည်းထုတ်ပြန်ထားတာဖြစ်ပါတယ် စကောင်းစီရွေးကောက်ပွဲကိုဒီဇင်ဘာလမှာကျင်းပဖို့စီစဉ်နေပြီးတော့နိုင်ငံရေးပါတီတွေအနေနဲ့မေလ9ရက်နေ့နောက်ဆုံးထားပြီးပါတီမပုံတင်ချဖို့စကောင်းစီလာအခန်းရွေးကောက်ပွဲကော်မရှင်ကနေတည်ပြလာပါတယ်ကိုဆိုင်ကတင်ဆက်ပေးမှာပါလာမယ့်ဒီဇင်ဘာလထဲမှာရွေးကောက်ပွဲကျင်းပဖို့ရှိတာကြောင့်နိုင်ငံရေးပါတီတွေအနေနဲ့မေလ9ရက်နေ့နောက်ဆုံးထားပြီးတော့ကော်မရှင်ကိုမှတ်ပုံတင်လျှောက်ထားကြဖို့စစ်ကောင်စီလက်အောက်ခံသတင်းမီဒီယာတွေကတစ်စစ်ရွေးကောက်ပွဲကော်မရှင်ကအသိပေးလာတာလည်းဖြစ်ပါတယ် ဒါအပြင်ရွေးကောက်ပွဲလုပ်ငန်းတွေကိုပိုပြီးထိတိယရောက်ဆောင်ရွက်နိုင်ဖို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးတန်းစိုးကိုဒုတိယဥက္ကဋ္ဌအဖြစ်ခန့်အပ်တယ်လို့အနာဒိန်းစစ်ကောင်စီကထုတ်ပြန်လာတာလည်းဖြစ်ပါတယ်ဒီကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလမှာပိုင်းလေးပိုင်းခွဲပြီးကျင်းပမယ်လို့အနာဒိတ်စစ်ကောင်စီကမလာတဲ့မှာပြောဆိုထားပါတယ်။အခုချိန်မှာတော့ငလင်ကြောက်နေပြီးတော့မန္တလေးစကိုင်းတိုင်းတွေမှာထိခိုက်ပျက်စီးမှုအများအပြားကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ နိုင်ငံဝတိုက်ပွဲတွေဖြစ်ပွားပြီးမဲ့ရေကောက်ပွဲကိုအပြောင်းအလဲမရှိကျင်းပမယ်လို့လည်းအာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကအပီလာအစောပိုင်းကထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့အချိန်တပေါ်နိုင်ငံဝန်ကြီးချုပ်နဲ့တွေ့ဆုံချိန်မှာပြောကြားထားပါတယ်။မနေ့အပီလာ၈ရက်နေ့အထိမပုံတင်လျှောက်ထားတဲ့ပါတီ21ပါတီနဲ့နိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင်ခွင့်နဲ့မပုံတင်လျှောက်ထားတဲ့ပါတီ50စုစုပေါင်း80ပါတီရှိနေပြီလို့လည်းသိရပါတယ်။ မန္တလေးတိုင်းရဲ့ကချင်မြို့နယ်ကိုအတီးကဆက်တွေ့ပေးထားပြီးအချက်ချကြားရဲစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအမျိုးသမီးဖြစ်တဲ့အင်ဒိုမျိုးကိုတလိုင်းရဲတပ်ဖွဲ့တွေကတိုက်ခိုက်တင်ပိုင်နိုင်ခဲ့ပြီးစစ်တုံးပန်း150လောက်ဖမ်းမိခဲ့ရလို့တလိုင်းရဲအစိုးရစီရသိရပါတယ် အင်ဒိုမြောကချင်ပြည်နယ်နဲ့စကိုင်းတိုင်းနယ်စပ်ပေါက်လေဖြစ်တယ်လို့အင်ဒိုအာနေကတာဗမောက်ထီချိုင်နဲ့မွန်ရင်စားရမျိုးနေတဲ့ဘက်ကိုသွားလို့ရတဲ့လမ်းစုံလမ်းကွာမျိုးဖြစ်တဲ့အတွက်စစ်ရေးအတွက်အရေးပါတဲ့မျိုးတစ်မျိုးဖြစ်တယ်လို့တော်လိုင်းရေးအတဖွဲ့နဲ့နေဆက်သူသူကပြောပါရယ်။နော်မန္တလေးမြကျင်းနာဗျူဟာလမ်းမပေါ်မှာတရှိနေမျိုးတစ်မျိုးပေါ့နော်။အစီရအချက်ချာကြားတဲ့မျိုးလို့ပြောလို့ရတယ်ကြ။ဒါတော့ဒုတိယကမ္ဘာစစ်ခေတ်ကဒီအင်္ဂလိပ်ပဲဖြစ်ဖြစ်ဂျပန်ဖြစ်ဖြစ်အင်ဒိုအင်ဒိုမျိုးနယ်ကိုသူတို့ရုံးထိုင်တာပဲဖြစ်ဖြစ်သူတို့အတုံးပြုခဲ့ကြတာဆိုတော့လေ အဲအဲ့လိုဆိုတော့ချက်ချကြာတယ်ဒီစစ်ကောင်စီရယ်ထပ်ပြီးတော့အာဒီမှာထိုင်တာပေါ့နော်တမမမူကိုယ်တိုင်ထိုင်တာဆိုတော့သူတို့ကိုယ်နိုင်ကလည်းချက်ချကြာတဲ့နေရာမှာဒီလိုသူတို့ထိုင်တာပေါ့ရှလာကြောကြတဲ့ပွဲစနွေခဲ့ပြီးနောက်မနေ့ရက်ဧပြီလ9ရက်နေ့ညပိုင်းမှာအပိဒတ်တင်ပွဲရရှိခဲ့ပြီးလို့အမျိုးသားညီညွတ်ရေးအစိုးရကကွေရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ကြပါရယ် င်းတို့မျိုးသိစစ်စင်ရေးဟာရရှိတိုက်ပွဲတစ်ခုဖြစ်ပြီးအကြံပေးစစ်ကောင်စီတပ်တွေအနေနဲ့စစ်ကူမရရှိခြင်း၊မြေပြင်ကလက်နက်ရေးခါထောက်ဖို့ဆောင်ရွက်နိုင်မှုမရှိခြင်း၊ထိခိုက်တေဆုံးသူများပြချင်တို့ကြောင့်တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့ဖိအားကိုရရှိတောင်းခံနိုင်ခြင်းမရှိတော့ဘဲစစ်ကောင်စီတပ်တွေနောက်ဆုံးအခြေပြုရာဂျပန်လိုက်ကူကနေတမမှုဦးဆောင်တဲ့အဖွဲ့ဟာဧပြီလ9ရက်နေ့ည9:00လောက်မှာစခန်းဆွလွတ်ဆောက်ခွာသွားတာလို့သိရပါတယ်။အင်းတို့မျိုးတိုက်ပွဲအတွင်းဖက်စီခံရတဲ့တပ်သားတွေအပါ စကန်ဆုံခွာထွက်ပြေးသွားတဲ့စစ်ကောင်စီရဲ့တမခွန်ခွန်တမမှုနဲ့တခြားတပ်သားတွေကိုလည်းကတားမျိုးနဲ့အထင်ပြန်လေးဖန်စီရမင်းခဲရလို့သိရပြီးစစ်ကောင်စီဘက်ကဖန်စီခံရသူအယောက်150ရှိရလို့သိရပါတယ်။အဲ့လိုမျိုးကစစ်ကောင်စီရဲ့တမခွန်ခွန်ရှေ့ရန်တာနာချုပ်အခြေပြုရမျိုးဖြစ်ပြီးတမမှုကိုယ်တိုင်ကုတ်ကဲတာဖြစ်ပြီးတော့အင်းတော်ထီချိုင်းပမောက်အပါလက်ရှိတော်လိုင်းရေးတပ်ဖွဲ့ကတိုက်ခိုက်တိုက်မိုက်ထားပြီးဖြစ်တဲ့ပင်လယ်ဘူးမျိုးတို့ကိုလည်းကုတ်ကဲနေခဲ့တူတူဖြစ်ပါတယ်။ ြိုသိမ်းတိုက်ပွဲရနေဟောင်ဝေစာနလက်120မမနလက်အပါအဝင် လက်နက်ကြီးလက်နက်ငယ်နဲ့ KMI ကြောင့်အမြောက်များကိုလည်းသိမ်းဆည်းရရှိကြောင်းမြို့သားညီညီရေးအစိုးရကကွေရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်အင်းတို့မှာရှိတဲ့စာကားစနဲ့အရေးတွေဟာပြီးခဲ့တဲ့နှစ်တွေကအင်းတို့မျိုးကပီတူတွေကိုတော်လိုင်းရင်းနဲ့ဆက်နွယ်တွေဆိုပြီးပုံမအမျိုးမျိုးတက်ပြီးတော့ဖန်စီနှိမ့်ဆက်ထောင်ကြရတဲ့အမျိုးမျိုးပြုလုပ်ခဲ့တဲ့အပြင်ဖန်စီမိတွေအတူတွေကိုတက်ဖြတ်တာတွေပြုလုပ်ခဲ့တဲ့လို့လဲ Indo Revolution IR ကသတင်းဖော်ပြချပါတယ် 2023ခုနှစ်ကအင်ဒိုကိုမရှယ်လောထုတ်ခဲ့ပြီးနောက်ပိုင်းဆိုရင်စကိုင်းတိုင်းဒေမအင်ဒိုမျိုးဟာပြည်သူတွေအများပြားဖန်စီခံကြရပြီးတေတန်နဲ့တသက်တကြွတွေအများဆုံးချက်ခံကြရတဲ့အပြင်စစ်တပ်ကောင်မှအလောင်းဖြောက်တက်ခဲ့ရလို့ရှိရလို့လည်းသိရပါဗျာ။ ဆဲလိတ်တောက်ချင်းကြောင်ဂရင်းမာဘာရီဖြစ်စီတက်တယ်လဲဆဲလိတ်တောက်ချင်းကြောင်ဂရင်းမာဘာရီဖြစ်စီတက်လဲဆိုရင်ဆဲလိတ်တောက်သူတွေအများစုကကျမရဲ့အတွက်မကောင်းမှန်းသိလဲတောက်နေစမြဲပဲမဟုတ်လားဆဲလိတ်တောက်ချင်းကကျမရဲ့အပြင်လူနေမှုပတ်ဝန်းကျင်ကိုပါထိခိုက်စေပါတယ်ဆဲလိတ်တောက်ချင်းကြောင်မိမိခရင်းမာဘာရီဖြစ်စီတက်လဲဆိုရင်အနံဆိုးများနဏီတက်ခြင်းတဖုံးပြဒနာများဖြစ်စီတက်ခြင်းပါးစပ်ထဲအဖြူရောင်အနာရီဖြစ်နေတက်ခြင်းသွားများပျက်စီးလာတက်ခြင်း သွားများဆုံးရှုံးရတတ်ခြင်းတဖုံးသွေးရမှုဖြစ်တတ်ခြင်းတဖုံးတွင်နာကျင်နေတတ်ခြင်းသွားတွေအယောင်ပြောင်းလာစေခြင်းရသာခံမှုအားနည်းလာခြင်းအနာကျက်နှီးခွေးစေလာခြင်းသွားနှင့်သွားဖုံးတွေစီသွေးစီးဆင်းမှုနည်းစေလာခြင်း ခရင်းကင်ဆာဖြစ်စေနိုင်ခြင်းစတဲ့လက္ခဏာတွေကိုဖြစ်စေတတ်ပါတယ်။ဒါကြောင့်ဆေးလေတောက်ချင်းကြောင့်ခရင်းပြဿနာကိုတတ်တာစေဖို့ဆိုရင်သွားကိုပုံမှန်တစ်နေ့နှစ်ကြိမ်တိုက်ပြီးပါ။သွားဖို့တန်ကို3လတစ်ကြိမ်ပုံမှန်လဲလှယ်ပြီးပါ။6လတစ်ကြိမ်သွားတဲ့ခရင်းကိုပုံမှန်စစ်ဆေးမှုခံယူပြီးပါ။ BK ဝါပေးပါ။ရေများများတောက်ပြီးပါ။တတ်နိုင်ရင်ဆဲလိဖြတ်ပြီးပါစရဲဤတွေကခရင်းပြဒနာကိုသက်သာစေနိုင်ပြီမေဆဲလိမတောက်တော့ဘူးဆိုရင် ခရင်းမှာသွေးစီးစင်းမှုက ောင်းစေပြီးအနာဖြစ်ခြင်း၊တောပြက်စီခြင်း၊အယောင်ပြောင်းခြင်း၊ခရင်အနံဆိုးခြင်းတွေကိုကင်းဝေးစေတဲ့အပြင်ကျန်းမာတဲ့သွားနဲ့ခရင်ကိုပိုင်ဆိုင်စေမှမို့ဆေးလိပ်တောက်ခြင်းကိုတတ်နိုင်သမျှဆေးလိပ်ကိုဖျက်ပါလို့မှားလိုက်ခြင်းပါတယ်။ဒီနာသတင်းချနေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ခချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူ အခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။